အတိုင်အခင်များကြမ်းဖက်မှုလှုပ်ဆော်မှုအာတိုကန်အဖြစ်တင်နိုင်ငံအတွင်းကြီးမားတဲ့ဇနက်ဖောထုံးမှုတွေဆက်တိုက်ဖြစ်ပေါ်နေတဲ့အပေါ်တူကီရဲ့တမရအာတိုကန်ကအတိုက်အခံပါတီတွေဟာအကြံဖက်မှုကိုလှုပ်ဆော်နေတာလို့ပြစ်တင်ခဲ့ပါတယ်။အာတိုကန်ရဲ့အထူးအပြိုင်ပွဲဖြစ်တဲ့ Republican ပြည်သူ့ပါတီ CHP ရဲ့တမရလောင်း Istanbul မြို့တော်ကို Imamoglu ဖမ်းဆီးအကြီးချက်ခံရပြီးတဲ့နောက်တူကီရဲ့နိုင်ငံသားဝမ်းမှာဆန္ဒထုတ်ဖော်မှုတွေဆက်တိုက်ဖြစ်ပေါ်နေတာပါ။ အီမာမိုဂလူဟာပြီးခဲ့တဲ့မလ16ရက်ကတူကီရဲ့ရေးသက်ဖွဲ့ရဲ့ဖမ်းဆီးထိန်းသိမ်းတာကိုခံခဲ့ရပြီးမလ23ရက်မှာတော့အကြည့်ပြည့်ခြားစားမှုဆွဲချက်တွေနဲ့အကျဉ်းထောင်ကိုပို့ဆောင်ခံခဲ့ရတာဖြစ်ပါတယ်။အီမာမိုဂလူဖမ်းဆီးခံရပြီးနောက်မလ16ရက်ကစလို့တူကီရဲ့နိုင်ငံတော်မှာ ဆန္ဒထုတ်ဖော်မှုတွေဖြစ်ပွားနေတာဖြစ်ပြီးမလ23ရက်နောက်ပိုင်းမှာတော့တောင်းနေကြီးတဲ့လူတွေလမ်းပေါ်ထွက်လာတဲ့အတွက်နိုင်ငံတွင်းတည်ငြိမ်မှုအခြေအနေကပိုဆိုးရွားလာပါတယ်။မလ24ရက်ညပိုင်းကရုံးမြင့်တန်ကြားကြေညာချက်တစ်ခုမှာအာတိုကန်ကဆန္ဒထုတ်ဖော်မှုတွေကိုမကောင်းမှုလို့သိစိတ်ကပ်ခဲ့ပြီးအတိုက်ခံနိုင်ငံရေးပါတီတွေကိုလည်းငြင်းငြင်းရေးကိုနှောက်ယှက်ဖို့လှုပ်ဆော်သူတွေဖြစ်ဆိုးဆွဲခဲ့ပါတယ်။ CAP ပါတီရဲ့ခေါင်းဆောင်ကတော့မလ24ရက်ညမှာစစ်ဝင်းနေတဲ့ထောင်ထဲချီတဲ့လူအုပ်ကြီးကိုမိကုံပြောကြားခဲ့ပြီးမလ25ရက်မှာအီမာမိုဂလူကိုအချင်းသာမှသွားရောက်တွေ့ဆုံမယ်လို့ပြောခဲ့ပါတယ်။ CAP ပါတီဟာဖန်စီထိမ့်သိမ်းခံထားရတဲ့အီမာမိုဂလူကိုပဲ2028ခုနှစ်တူကီရဲ့ရွေးကောက်ပွဲအတွက်ကိုယ်စေလောင်းအဖြစ်မလ24ရက်မှာအတည်ပြုခဲ့ပါတယ်။စနထုတ်ဖော်မှုတွေကိုတော့အဆက်ဖြစ်နေဆက်ဖြစ်ပြီးမလ24ရက်မနေ့ပိုင်းအထိ 1133ရောက်ကိုဖန်စီထိန်းသိမ်းထားတယ်လို့ကူကီရဲ့အစိုးရက ပြောပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။